တာဖြစ်သူကသူ့အမေအလုံးပြုတ်သွားတာကိုတိပြန်တော့သူ့ကိုအိမ်ပေါ်ကနေနှင်ထုတ်ခဲ့ပါရီဒါပေမဲ့သူ့သားကမတိထားပါဘူးသူမစီမလိုအပ်တဲ့ငွေကြေးအများကြီးရှိတယ်ဆိုတော့ကမာတာဆွေမိခင်တယောက်ကတိသားတခါလေးကိုသူမရဲ့အနောက်မှာပိတ်လိုက်ပြန်တော့ဘာစကားမှမပြောတော့ပါဘူးသူမရဲ့လက်တွေကသူမရဲ့ဟောင်းနှမ်းနေတဲ့တရေလက်ကင်ပါတဲ့ခီးဆောင်အိတ်လေးကိုကင်ထားပြီးတော့နည်းနည်းလေးတုံ့ရင်နေခဲ့ပါရီအေးလို့တော့မဟုတ်ပါဘူးတိဆာဖောက်ခံလိုက်ရတယ်လို့ပဲထွက်လာတဲ့မြေအီဝီကိုသူမထိန်းထားခဲ့ရပါရီ သူမရဲ့တာဖြစ်သူဒဲရီကတခါဝမှာလက်နှစ်ဖက်ကိုချိတ်ထားပြီးတော့ယက်နေခဲ့ပါရီသူစနီးတန်ညာကသူ့ရဲ့အနောက်မှာတိတ်တဆိတ်ယက်နေခဲ့ပေမဲ့တကခုကိုအနိုင်ရလိုက်တဲ့လူမျိုးမှန်တဲ့နေခဲ့ပါရီအရင်ကနှွေးထွေးတဲ့အိမ်လေးဟာအခုစတော့အေးဆက်နေတယ်လို့မျိုးခံစားလိုက်ရပါပြီမတားကခင်မုံဖြစ်သူဆုံးပါပြီးရတော့တယောက်တည်းသားဖြစ်တဲ့ဒဲဗစ်ကိုပြုစုပြောထောင်ခဲ့ရပါရီ သူမကမိုတယ်မှာအခန်းတန့်ရှင်ရဲ့တွေလုပ်ပြီးတော့ဒါဖြစ်သူအတွက်စာအုပ်တွေဝယ်ဖို့ထမင်းအောင်မစားဘဲနဲ့အငန့်နေထိုင်ခဲ့ဖူးပါလေ။ဒါပေမဲ့သူမရဲ့တာကတော့သူမကိုမကောက်ွယ်ပြီးခဲ့ပါဘူး။ဒါဖြစ်သူကအမေကိုပတာကိုရုံးကန်ဖို့အတွက်အချိန်တန်ပါပြီ။ ကျွန်တော်တို့စီမှာလည်းကလေးဝေပြုစုပြောထောင်ရအောင်မယ်ဆိုပြီးပြောခဲ့ပါရင်ဒီလိုနဲ့အမေဖြစ်သူကိုနင်ချပြန်တော့သူမလမ်းလျှောက်ထွက်သွားတော့ကွဲနေခဲ့တဲ့ကတ္တရာလမ်းအပေါ်မှာသူမရဲ့ခီးဆောင်အိတ်ဘိန်းဝေကသရွတ်တိုက်ဆွဲသွားတဲ့အတန်ပဲကြားနေရပါရင်မာတာတယောက်ကတော့မငူပါဘူးသုံးလမ်းကျော်ကခုံတန်းရှိမှာထိုင်ချလိုက်ပြီးတော့အသက်82နှစ်ဆွဲဝန်ထိုးဝန်ပိုးကသူမရဲ့ကြောရိုးကိုဖိထားတဲ့အချိန်မှာတော့မငူခဲ့ပါဘူးသူမရဲ့သားမတိထားတာကတော့သူမအလုံးဖြုတ်ခံရတာမဟုတ်ပါဘူး ူမကိုရိုင်းအလုတ်ထွက်ခဲ့တာပါ။တူမရဲ့ခါကအရန်ကိုနာနေခဲ့ပါပြီ။ဆရာဝန်ဟာလေးလံတဲ့ပစ္စည်းတွေမသိဖို့တတိပေးပါရီဖះအကြောင်းကတူမကိုစက်နေစေရှင်ပေမဲ့တူမကတော့တိတ်ဆိတ်ထွက်လာခဲ့ပါရီ။တူမကဘယ်လိုမျိုးချွတ်ချွတ်ဒါနေရမှာလဲဆိုတော့သိပါရီ။တသက်လုံးအဲ့ဒီလိုပဲနေထိုင်လာခဲ့တာပါ။ဒါပေမဲ့တူမရဲ့တပိုင်းတစအလုတ်လေးဆုံရှုံသွားတာကတူမရဲ့အရာအလုံးကိုပါဆုံရှုံစေလိမ့်မယ်လို့တူမဘယ်တော့မှမထင်တာခဲ့ပါဘူး။ခုံတန်းလေးအပေါ်မှာထိုင်ပြီးတော့ကားဝေးသွားလာနေတာကိုကြည့်နေတော့ သူမတချိန်ကပိုင်ဆိုင်ခဲ့တဲ့အခုဆိုရင်ဒဲရစ်နေထိုင်နေခဲ့တဲ့အိမ်အကြောင်းကိုတွေးနေမိပါရင်အဲ့ဒီအိမ်ဟာသူမရဲ့နှစ်ပေါင်းများစွာလှုပ်အားနဲ့ရခဲ့တဲ့အိမ်လေးပါ။ဒါဖြစ်သူကသူမကိုတသက်လုံးခူးဆိုင်မယ်လို့ကတိပေးခဲ့ပြီးတော့ဒါကြောင့်ပဲသူမဟာအိမ်ကိုသူ့နာမည်နဲ့လွဲပြောင်းပေးခဲ့တာပါ။တသက်လုံးစွာကမင်းမြန်ဆန်ပဲအဆုံးတတ်ခဲ့ပါရင်ဒါပေမဲ့အမသားစီမှာသူမရဲ့သားမတိထားတဲ့သူမတိတ်တဆိတ်ကာကွယ်ထားတဲ့ အရာတခုရှိနေခဲ့ပါတယ်လွန်ခဲ့တဲ့34နှစ်ကမာတာရခင်မွန်လုပ်ငန်းခွင်မတော်စမှုတခုမှာဆုံးပါသွားခဲ့ပြီးတော့ရော်ဂျီတိတ်အများကြီးမရပေမဲ့အဲ့ဒီရော်ဂျီစာရွက်စာတမ်းတွေအထဲမှာဆိုရင်မြေစရင်တခုပါခဲ့ပါတယ်သူတို့တကားမှမရောက်ဖူးတဲ့ဦးလေးတယောက်ကခြံထားခဲ့တဲ့တောထဲကမြေဝေပဲဖြစ်ပါတယ်အဲ့ဒီနေရာမှာရေလည်းမရှိလမ်းလည်းမရှိပါဘူးပါတံဖိုးမှမရှိပါဘူးလူဝိုင်းကသူမကိုရောင်းဖို့အတွက်ပြောကြပါသည်ဒါပေမဲ့မာတာတယောက်မရောင်းခဲ့ပါဘူး နှစ်တိုင်းနှစ်တိုင်းအဲ့ဒီမြေအတွက်အခွန်ဆောင်ဖို့လောင်းရယုံပဲသူမဆူဆောင်ခဲ့ပါရင်ဘာမှမရှိတဲ့အချိန်မှာတော့မှအကြောင်းတကကုပေါ်လာမယ်ဆိုရင်အတုံးပြုတ်ဖို့ဆိုပြီးသူမတင်ထားခဲ့တာပါလုံခဲ့တဲ့ဆောင်းဦးမှာလူတယောက်အဲ့ဒီမြေအကြောင်းလာမိပါရင်ဝတ်စုံတဲ့လူငယ်တယောက်က developer တယောက်ဟာနေအောင်ရှိစွမ်းရင်စီမံကိန်းအစ်စ်အတွက်မြေဝေလိုက်ဝဲနေတာလို့သူမကိုပြောပြီးတော့သူမကိုအံ့ဩစရာကောင်းလောက်တဲ့ဈေးတစ်ခုပေးခဲ့ပါရင်မာတာကတော့အဲ့ဒီကိစ္စကိုလိုအပ်ထားဖို့တောင်းဆိုခဲ့ပါရင်ရရှိလာတဲ့ငွေဝေကိုသူမရဲ့ ကွယ်လွန်သွားတဲ့ခင်မွန်ရဲ့နာမည်နဲ့ဖះเจ้าဖောင်ဒေးရှင်းတစ်ခုကစီမံခန့်ခွဲတဲ့ရန်ပုံငွေအဖွဲ့အစည်းတစ်ခုကိုလွှဲပြောင်းပေးခဲ့ပါပြီ။သူမတယောက်တည်းကပဲထုတ်ယူခွင့်ရှိတာပါ။ကြံတဲ့လူတွေအတွက်သူမရဲ့မိသားစုနဲ့အပါဝင်ပဲဖြစ်ပါပြီ။ဆိုလိုတာကတခြားဘယ်သူကမှထုတ်ယူခွင့်မရှိပါဘူး။ဒါပေမဲ့အဲ့ဒီမနေ့သူမအင်ကန်နေနေထုတ်ခံရပြန်တော့သူမရဲ့ပိုက်ဆံအိတ်ထဲမှာဆိုရင်ဒေါ်လာ3.4မီလီယံတန်ဖိုးရှိတဲ့ချက်လက်မှတ်စုံနဲ့ဘဏ်ကတ်တစ်ခုယူလာခဲ့ပါပြီ။ မတာကအမျိုးသမီးစောင့်ရှောက်ရေးစခန်းတစ်ခုမှာတင်ရတာတဲခုခဲ့ပါရင်ဒါကတော့မဖြစ်မနေတဲရမယ့်နေရာတော့မဟုတ်ပါဘူးလစ်လူရှုခံရရှင်အတိတ်ပဲကိုနားလေတဲ့လူတွေနဲ့အတူရှိရှင်တာဖြစ်လို့သူမကတဲခုကိုဆုံးပြလိုက်တာပါသူမကသူ့ရဲ့အစားအစာဝေးကိုတခြားသူတွေလည်းဝေးမြပါရင်သူများပြောတာဝေးကိုလည်းနားထောင်ပါရင်တခြားသူတွေမရေနိုင်တဲ့အချိန်မှာသူမကတော့ပြုံးနေခဲ့ပါရင် ဒီလိုနဲ့နောက်တနေ့မှာတော့သူမဟာမြို့ပြင်နာကခြံဝင်းလေးတစ်ခုကိုတွားရောက်လဲပတ်ခဲ့ပါရင်နေရနေကွယ်အပ်နေပြီးအမိုးယိုနေကပေါင်းပင်တွေကလည်းရှောက်လန်းတလျှောက်ဝါမျိုးနေတဲ့တဲအိမ်လေးပဲဖြစ်ပါရင်သူမကငွေသားနဲ့အဲ့ဒါလေးကိုဝယ်ယူခဲ့ပါရင် ဒီလိုနဲ့သုံးပတ်ကြာမှာတော့ Great Holding NNC ဆိုတဲ့နာမည်နဲ့တိတ်တဆိတ်သူမကပြန်လဲပြုပြန်လဲပါရင်ဒါကသူမပိုင်ဆိုင်တယ်ဆိုတာကိုဘယ်သူကမှမတိတော့ပါဘူးဘယ်သူကမှလည်းမမေ့ပါဘူးသူမကစိတ်အေးချမ်းစွာနဲ့သူမရဲ့စိတ်ကူးထက်ကအစီအစဉ်တစ်ခုနဲ့အဲ့ဒီကိုပြောင်းရွှေ့နေထိုင်တော့ပါရင်လက်စားရှိရှင်တော့မဟုတ်ပါဘူးဘယ်သူကမှမစွန့်ပြစ်မဲ့အရာတစ်ခုကိုတိဆောက်ရှင်ခဲ့တာပါဒီလိုနဲ့နှစ်နှစ်လောက်ကြာသွားခဲ့ပါပြီသူ့ရဲ့သားဖြစ်တဲ့ Derry ရဲ့ဘဝကတော့ပြောင်းလဲသွားခဲ့ပါရင်ဒါပေမဲ့သူမထင်စားတယ်လို့မျိုးတော့ဟုတ်မနေပါဘူးသူအရန်ကုန်ယူခဲ့ရတဲ့အိမ်သူ့အမေတစ်ချိန်ကအခြေပြေ ေးခဲ့တဲ့အိမ်ဟာဘဏ်နဲ့အသိခံလဲရပါတယ်သူကအပေါ်ဝင်ငွေရှာတဲ့အလုပ်တွေကိုရောင်အလုပ်တွေအွန်လိုင်းမှာလွယ်လွယ်ကူနဲ့ငွေရနိုင်တဲ့နီလန်းနေကိုရောင်မှာလုံးကြည့်သေးပါတယ်ဒါပေမဲ့အကျွေးဝေးအိမ်ထောင်ကြီးပြတ်ပြားမှုတွေနဲ့မာယွန်းနဲ့ဆုံးဖြတ်ချက်တွေကြားထဲမှာအရာအလုံးကတော့သူ့ရဲ့လက်ထဲကနေလွတ်ထွက်ကုန်ပါတယ်သူ့ရဲ့ဇနီးဖြစ်သူတန်ညာကလည်းနောက်ဆုံးမှာတော့ဒါနေရောက်ကိုခေါ်ပြီးအိမ်ကနေထွက်သွားပါတယ် အိမ်ထဲကတိတ်ဆိတ်မှုဟာသူတို့ရဲ့ဘယ်တုန်းကမှမဖြစ်ခဲ့ဘူးတဲ့အကြီးကျယ်စကားများရံဖြစ်မှုထက်ပိုပြီးတော့စူညံနေခဲ့ပါရီအဲ့ဒီစောင်းရတီမှာဆိုရင်ဒဲရစ်ကတငယ်ရှင်းတယောက်ရဲ့မြောက်ခန်းထဲကငားထားတဲ့ဂရင်အစုံးမှထိုင်ပြီးလွန်ခဲ့တဲ့နှစ်နှစ်ကျော်လုံးကအဲ့ဒီနေ့မနေ့ကအများပြည်သူစာကြည့်တိုက်ကနေယူလာတဲ့ကြောင်ညာဆိုရက်လေးကိုသူစိုက်ကြည့်နေခဲ့ပါရီကြောင်ညာထဲမှာရေးသားထားတာကရှင်းလင်းပါရီခေါင်းစဉ်မှာဆိုရင်မာတာရဲ့ဆက်ပွဲလိုအပ်နေတဲ့မိသားစုတွေအတွက်အတိုင်းဝိုင်းစားဝတ်နေရေးခိုးလုံရတဲ့အကူအညီလိုရေးသားထားတာပါ သူအဲ့ဒီနာမည်ကိုကြည့်ပြီးတော့မျက်တောင်လှုပ်သွားခဲ့ပါရီမာတာတဲ့လားဆိုပြီးဒဲရစ်တယောက်ကမစင်းစားပဲမနေနိုင်တော့ပါဘူးတိရှင်စိတ်တွေကလည်းများလွန်းနေခဲ့ပါပြီနောက်ပြီးသူကရှက်လဲရှက်နေခဲ့ပါရီဒီလိုနဲ့နောက်သိမ့်မှာတော့သူမျိုးတစ်ဖက်ကိုလမ်းလျှောက်ထွားလိုက်ပြီးအဲ့ဒီအစအုံကိုတွေ့လိုက်ပါရီ နှိမ်ချတဲ့ပုံစံနဲ့လာပနေခဲ့တာပါဈေးအစ်စ်တွေတုတ်ထားပြီးတခါဝနာမဆိုရင်နေကြပန်းတွေလည်းစိုက်ထားပါရင်အဝင်ဝအပေါ်မှာတစ်တာထွင်းထူထားတဲ့ဇိုင်းမုတ်တစ်ခုရှိပါရင်အဝေးမှာဆိုရင်လည်းကလေးဝယ်ရဲ့ရဲတန်တွေကြားနေရပါရင်စေတနာဝန်ထမ်းတွေဟာအခန်းတစ်ခန်းကနေတစ်ခန်းကိုငင်းတာဆိုတာလှုပ်ရှားသွားလာနေကြပြီးတော့ ဟဲချိုကောင်တာအနောက်မှာဆိုရင်အဝါနုရောင်ဝတ်စုံဝတ်ဆင်ထားတဲ့ယင်းဒီတဲ့အမျိုးသမီးတယောက်ထိုင်နေခဲ့ပါရင်ပူအိုတွားပုံရပေမဲ့စိတ်ဓာတ်ကျနေတဲ့ပုံစံတော့မဟုတ်ပါဘူးပူပြီးခိုင်မာတည်ငြိမ်ပြီးတော့ဒဲရစ်နှစ်ပေါင်းများစွာမမြင်ခဲ့ရတဲ့ငိန်ချမ်းမှုတစ်ခုကိုထုတ်လွှင့်နေခဲ့တာပါမေမေးဆိုပြီးတော့ဒဲရစ်ကတူတူလေးခေါ်လာပါရင်မာတာကလည်းအံ့ဩတွားခဲ့ပြီးမော့ကြည့်လိုက်ပါရင်ဒါပေမဲ့တုံ့လုတွားတဲ့ပုံစံတော့မပေါ်ပါဘူးတူမကဖြည်းဖြည်းချင်းထားရက်ပြီးတော့စပွဲပပလက်ကိုရှောက်သွားပါရင်တူမရဲ့မျက်လုံးတွေကသူ့ကိုပဲစိုက်ကြည့်နေခဲ့ပါရင်အဲ့ဒီချိန်ဒဲရစ်ကတော့ စကလုံးထစ်ထစ်အငော့နဲ့ထွက်လာခဲ့ပါရင်ကျွန်တော်အင်ကိုဆုံရှုံလဲရပါပြီတန်ရကလည်းကျွန်တော်ရဲ့ဘေးကနေထွက်သွားပါပြီကျွန်တော်စီမှာဘာမှမရှိတော့ပါဘူးဆိုပြီးသူကသူ့အမိကိုဆက်ပြောခဲ့ပါရင်ကျွန်တော်ဘဲကိုတွားရမှမတိတော့ပါဘူးလို့ဆက်ပြောခဲ့ပါရင်မိခင်ဖြစ်သူမတာကတော့ငင်းရင်သာစွာနဲ့ပဲလာပါအထဲကိုဝင်ရအောင်မင်းအေးနေပုံပဲလို့သူကိုပြန်ပြောလိုက်ပါရင်ဒီလိုနဲ့သူတို့နှစ်ယောက်စပွဲတေးတေးလေးတစ်ခုမှမျက်နှာရှင်းဆိုင်ထိုင်လိုက်ကြပါရင်ဒဲဝေကအံ့ဩတကြီးနဲ့ပတ်ဝန်းကျင်ကိုကြည့်ပါရင် ဒီနေရာကအမေပိုင်တာလားဆိုပြီးသူမေးလိုက်ပါရီသူမကလည်းခေါင်းရိပ်ပြလိုက်ပါရီအဲ့ဒီနောက်ဒဲရစ်ကအမေထွက်သွားတော့ကတော့ဘာမှမရှိတော့ဘူးလို့ကျွန်တော်ထင်ခဲ့တယ်လို့ဆက်ပြောပါရီဒါပေမဲ့မာတာကတော့သူ့စီမှာငြင်းချမ်းမှုရှိပါတယ်လို့သူမကပြောပါရီအဲ့ဒီနောက်ဒဲရစ်ကလည်းဘာကြောင့်ကျွန်တော်ကိုမပြောရတာလဲမိမိစီမှာပိုက်ဆံရှိတယ်ဆိုတာကိုဘာကြောင့်မပြောတာလဲမာတာကတော့သူ့ကိုစိုက်ကြည့်လိုက်ပါရီသူမအဲ့ဒီနောက်သူမဆက်ပြောခဲ့တာကတော့ငါဘာမှမပေးနိုင်တဲ့အချိန်မှာဘီတူဝီကငါအနာမှာရှိနေမလဲဆိုတာကိုငါကသိရှိရောမှာပဲ ဒါကြောင့်ငါကဘက်တူရီအတွက်တိဆောက်ရမှာလဲဆိုကိုငါတိလဲရပါတယ်ငါချမ်းသာရှင်တာမဟုတ်ပါဘူးအတုံးဝင်ရှင်တာပါလို့သူ့ရဲ့မိခင်ကပြောလိုက်ပါတယ်ဒီလိုနဲ့ပဲဒဲရစ်တယောက်ကျွန်တော်ကအမေကိုစစိုးရွာဆက်ဆံခဲပြီးပါတယ်လို့ဝန်ခံလိုက်ပါတယ်ပြီးတော့အမေရဲ့ယုံကြည်မှုကိုချိုးဖောက်ပြီးအမေကိုအိမ်ကနေနင်ထုတ်ခဲ့ပါတယ်လို့သူကဝန်ခံလိုက်ပါတယ် မာတာတယောက်ကစပွဲပေါ်ကိုသူ့လက်တင်ပြီးတော့ဒဲရီရဲ့လက်ကိုဆုပ်ကန်လဲပါရင်းမင်းကကိုကိုကိုမေ့သွားခဲ့တာပါအဲ့ဒါကမင်းအနေနဲ့ပြန်လန်းရှာလို့မရဘူးလို့မဆိုလိုပါဘူးလို့အားပြလိုက်ပါရင်းဒဲရီကသူမရဲ့ကျေးဇူးရဲ့နဲ့မထိုက်တန်ပေမဲ့သူမကတော့ပြီးနေခဲ့ပါရင်း အဲ့ဒီຫນွေဦးမှာပဲဒဲဗစ်ဟာမာတာရဲ့စပွဲမှာစေတနာဝန်ထမ်းအဖြစ်စတင်အလုပ်လုပ်ကင်တော့ပါရီသူကပြက်စီးနေတဲ့ပရီဘောကဝီကိုလည်းပြင်ဆင်ပါရီအစားအသောက်ပြင်ဆင်တာကိုကူညီပါရီနောက်ဆုံးမှာတော့ပြက်စီးဝေစီမံခန့်ခွဲတဲ့အလုပ်တစ်ခုရရှိခဲ့ပါရီဒါပေမဲ့အဲ့ဒီထပ်ပို့ပြီးသူဟာသူ့အမိနဲ့သူ့ရဲ့ဆက်ဆံရေးကိုပြန်လည်တိဆောက်ခဲ့ပါရီတောက်ကြနေတိုင်းနေဝင်တဲ့အချိန်မှာသူတို့နှစ်ယောက်ဝရန်တာအောက်မှာအတူထိုင်ပြီးတော့ကလေးဝေကစားတာကိုကြည့်ကြပါရီတ냐နေမှာတော့မာတာကသူ့ကိုဟောင်းနှွမ်းနေခဲ့တဲ့ဇာတ်အိတ်ပေးပါရီ သူဖွင့်ကြည့်လိုက်တော့သူမတစ်ချိန်ကသူ့ကိုဘေးခဲ့တဲ့အိမ်ရဲ့မူရင်းစာချုပ်နဲ့သူမရောင်းခဲ့တဲ့မြေကရရှိခဲ့တဲ့ချက်လက်မှတ်တွေကိုတွေ့သွားခဲ့ပါရင်ချက်လက်မှတ်ကပြက်ပြဲသွားခဲ့ပေမဲ့ပေါင်ခတ်ထားပါရင်အဲ့ဒီနောက်ဒဲရစ်ကသူမကိုကြည့်လိုက်ပါရင်နှစ်ပေါင်းများစွာတွင်ပထမဆုံးအချိန်အဖြစ်သူမကိုတကယ်မြင်လိုက်ရပါပြီမိဘတယောက်အနေနဲ့မဟုတ်ပါဘူးပြုစုစောင့်ရှောက်တူတယောက်အနေနဲ့တင်မဟုတ်ပါဘူးဝန်ထုတ်ဝန်ပို့တစ်ခုအနေနဲ့မဟုတ်ပါဘူးစွန့်ပစ်ခံရရှင်ရဲ့ပြပုံတွေထဲကကျင်နာမှုအင်ပိုင်ယာတစ်ခုကိုတိဆောက်ခဲ့တဲ့ အမျိုးသမီးတယောက်အနေနဲ့မြင်လိုက်တာပါနှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မာတာကအေးအေးချမ်းနဲ့အိပ်ပျော်သွားခဲ့ပြီးသူမရဲ့စာပနာကိုလူယာနဲ့ရှိတက်ရောက်ပြီးခဲ့ကြပါရင်ခိုလုံယာဝေចောင်းတွေစာနဲ့ရိတ်ခါဝေမြတဲ့နေရာနဲ့ဖះចောင်းဝေကလူရဲ့ဟာသူမကိုကွန်ပျူဖို့အတွက်လာရောက်ခဲ့ကြပါရင်ជីကြီးကျယ်တဲ့နေမဟုတ်ပါဘူးရွှေအောင်ခေါင်းတလားပဲတော့မဟုတ်ပါဘူးဘာမှမရှိပဲအယယာကိုပေးခဲ့တဲ့အမျိုးသမီးတယောက်အကြောင်းဆက်လန်းနေပဲပြောခဲ့ကြပါရီဒဲရစ်ကတော့သူမရဲ့အကြိုက်ဆုံးခါးစီအင်ဂျင်ကိုကိုက်ပြီးသူရဲ့အရှိမရက်နေခဲ့ပါရီ အဲ့ဒီနောက်သူကအငင်းတတာနဲ့ကျွန်တော်ရဲ့အမေကဒီအိမ်ကနေခီးဆောင်အိတ်တလုံးနဲ့တိတ်ဆိတ်တဲ့နှလုံးသားတစ်ခုနဲ့ထွက်သွားခဲ့ပါရင်ပြီးတော့အဲ့ဒီတိတ်ဆိတ်မှုအထဲမှာကျွန်တော်တို့ဘယ်သူမှမတိခဲ့တဲ့အရာတစ်ခုကိုသူမကတိဆောက်ခဲ့ပါရင်သူမကလူ၏ကိုအစာကျွေးအောင်ဒီမကပါဘူးသူတို့ကိုခွဲလွတ်ခဲ့ပါတယ်လို့ပြောခဲ့ပါရင်ဒီလိုနဲ့ဒေးဗစ်ဟာသူ့ရဲ့ခါတိမှုတွေအထဲမှာတစ်ချိန်ကပျောက်ဆုံးနေခဲ့ပေမဲ့သူမအမြဲယုံကြည်ခဲ့တဲ့လူတစ်ယောက်ဖြစ်လာခဲ့ပါရင် အကြောင်းရင်းကတော့သူနင်ထုတ်ခဲ့တဲ့အမျိုးသမီးဟာလက်စားရှိတာထက်ချစ်ခြင်းမေတ္တာကိုရွေးချယ်ခဲ့လို့ပါကြည့်ရှုပြပရိသတ်များအားလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ